ီကဗီဒီယိုမှာတော့ကျွန်တော်တို့တွေက review တွေပိုင်းမဟုတ်ဖဲနဲ့ကျွန်တော်တို့ဆိုင်မှာအယောင်အဆုံလှူချိုက်အများဆုံးဖြစ်နေတယ်။ဒါမှဒီ laptop တစ်လုံးကိုအစားထိုးလို့ရတော့ထိ performance တော်တော်လေးကျန်းတဲ့ tablet တွေရယ်ပြီးတော့ဈေးတတားတဲ့ tablet တွေရယ်ဒါတွေအကုန်လုံးကိုစုပြီးတော့ဈေးနှုန်းလေးတွေရယ်ဒါဘယ်လို tablet လေးတွေကဘယ်လိုလူတွေအတွက်ကောင်းတာလဲဘာလေးပိုကောင်းတာလဲဒါလေးတွေကိုရှင်းပြပေးသွားမှာ review တွေပါတွေကတော့အရင်ကနေကပြောနေကြဆိုတော့တိတ်ပြီးတော့ဒါတမတမျိုးတစ်ပုံလေးဖြစ်သွားအောင်မို့ဒါလေးစားပြမှာကျွန်တော်ကဈေးရောင်းမိမှာ ဝင်နေတဲ့သူတွေတို့ပြီးရင်ဘလို tablet တွေကဘာအတွက်ကောင်းတာလဲအခုနေ tablet ဝင်မယ်ဆိုရင်ဘယ် tablet ကကောင်းတာလဲဆိုတဲ့သူတွေတော့ကျင်းသေးတယ်ဒီ video တစ်ခုနဲ့တင်အကုန်လုံးအဆင်ပြေသွားလိမ့်မယ်ဒါမှလက်ထဲမှာရှိတဲ့ပတ်စံနဲ့ဘလို tablet ကိုကိုကရွေးတင်တယ်ဆိုတော့ဗာတိုင်ပြီးသိသွားလိမ့်မယ်ဆိုတော့ကျွန်တော်တို့တွေ tablet လေးဈေးရောက်နာအောင်စလိုက်အောင် ပမာအောင်ဆုံးဈေးနည်းဆုံးတက်ပလက်ကနေစပြောတာပေါ့ဒါက Redmi Pad SE 8.7 4G အဲတက်ပလက်ကိုဒီကောင်ကဂလူဝဲပါရှင်းလိုချင်တယ်စိုက်အကြီးမတုံးဘူးတက်မှန် SIM Wi-Fi တွဲပြီးတော့သုံးချင်တယ်အဲဒါမျိုးလူတွေအတွက်တော်တော်လေးအဆင်ပြေဈေးနှုန်းကလည်းသူက9သိန်းဝန်းကျင်ပဲရှိမယ်ဂိမ်းတွေပါရင်အရင်ဆော့တော့မကောင်းဘူးဒါပေမဲ့100နဲ့ကင်ပြီးတော့ကျွန်တော်တို့ဒီ AA စစေး social media သုံးတာ YouTube လေးပိုင်းညာကြည့်တာဒါမျိုးလေးကောင်းကောင်းလုပ်လို့ရတယ်အတားကြာကတော့သူက SIM ထည့်လို့ရတယ် ်အန်ဒလုံကတော့ Remy Pad SE ဒါကဒါကကျတော့သူက11 inch ပေါ့နော်ဆက်တလက်မှ site ပိုကြီးသွားမယ်အဲအဆူစီဘာရနည်းနည်းလေးပို့ပြီးတော့မြင့်သွားမယ် Snapdragon 680ဘာနဲ့ဖြစ်သွားမှာအဓိကကသူက71မှဖြစ်သွားတော့ကြည့်ရတော်လေးကောင်းတယ်ပြီးတော့ display ကလည်း 90Hz display နဲ့ဆိုတော့ဘာပြော300ဘာနဲ့တော်လေး smooth ဖြစ်တယ်ဈေးကတော့ဒီကောင်က6သိန်းကျော်ဝန်းကျင်လောက်တော့ရှိတယ်ဒီကောင်က ပြောပြောမယ်ဆိုလို့ရှင်တက်ဘလက်တစ်လုံးကိုပေါ့နော် site ကြီးကြီးလေးနဲ့ battery တောင့်တောင့်လေးတက်မှာ performance လည်းမဆိုးဈေးကလည်း6သိန်းကျော်လောက်သုံးပြီးတော့ဒါ daily use မှာကျွန်တော်တို့ဒါအလုပ်လုပ်မယ်ရုပ်ရှင်လေးကြီးမယ်အပြင်စာလေးပါကြလာမယ်ဆိုတဲ့သူတွေအတွက်တော်တော်လေးအဆင်ပြေရကောင်း Redmi Pad SE 11 inch နောက်တစ်လုံးကကြတော့ iPad ရဲ့ဒါ iPad A system ပေါ့ဗျာ iPad 11 Gen A system ပေါ့အပြောရရင်ဒီကောင်က A16 chip ကိုသုံးပေးထားတဲ့ကောင် display တွေဘာတွေကအစား မစိုးဘူးပြော့အားသာချက်ကဘာလဲဆိုရင်အိုင်ဘက်ကိုဇီးတတတာနဲ့အစ်စ်တောင်းရမှာဇင်းလုံးကသူက56ဝန်းကျင်မှာရှိတယ်ဆိုတော့ကိုကဒီ56ဝန်းကျင်မှာတက်မှာတက်ပလက် OS ကောင်းကောင်းတစ်ခုပေါ့ဗျာပြောရရင်ဒီကောင်းက iPad OS နဲ့သုံးမှာဖြစ်တဲ့အတွက် Mac တို့ဘာကိုသုံးရတဲ့ feeling မျိုးလဲခံစားရအောင်ပါနည်းစဆုံးပေါ့ဗျာတူရတော့မဟုတ်နည်းစဆုံးခံစားရမှာအဲပြီးတော့ iPad ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ software တွေပါရေးသုံးရတယ်ပို့ပြီးတော့ smooth ဖြစ်တယ်ကိုက iPhone တွေပါရေးကင်နာရဆိုလို့ရှိရင်လည်း ecosystem နဲ့ကိုပြည့်ဝမှုအတွက်ဒါလေးကတော်တော်လေးသင့်တော်တဲ့ကောင်လို့ပြောလို့ရတယ်အဲဒီကောင်ကအားနည်းချက်နေနေတော့သူက wifi ပဲဖြစ်သွားမယ်ဆင်းနေပါရေးတော့မရတော့ဘူးအားသာချက်ကတော့ပို့ပြီးတော့များပါတယ် iPad ဖြစ်တဲ့အတွက်ဘာမှသိကြအောင်အများကြီးပြောစရာမလိုဘူးသိရမလား optimization ပါညာရဆက် ကုန်ဖိုင်မယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဒါ price to performance ကောင်းလာပါတယ်လို့နာမည်ကြီးတဲ့ရှောင်းမီရဲ့ tablet တွေထဲရပါဗျ။ဒီ Pixel 7နဲ့ Pixel 7 Pro ပေါ့။ဒီကောင်တွေကတော့ performance နဲ့ display တွေဘာမှသိထွေးထူးပြောစရာမရှိဘူး။အဲဒီကောင်တွေက China version တွေ။မဲ Google တွေပဲအကုန်တုံးလို့ရတယ်။ Wi-Fi version မှာစဉ်းနေပါထည့်တောင်းလို့မရဘူး။အားသာကြကတော့တည့်ရတိုင်းပဲကျွန်တော်တို့ဒီ performance ်တွင်ရေအချွတ်ကြီးရေအာလုံးဝကိတ်နေရမျိုးရေရတယ် display အလန်းရင်ကြည့်လို့ရတယ်ဘက်ထရီရေကောင်းကောင်းခံတာမျိုး big quality ကောင်းတဲ့ tablet တွေမျိုးဒါကတော့ Xiaomi ရဲ့ tablet မှာရမယ် feeling မျိုးနိုင်မှုတွေအကုန်ရတယ်ပြအားလုံးသိပြီဒါ Xiaomi ရဲ့ P7 နဲ့ P7 Pro ဘယ်လောက်ထိ strong ဖြစ်လဲဆိုတာဈေးနှုန်းကတော့ P7 P7 Pro ကသူက10သိန်းအထက်ကနေပြီးတော့15သိန်းပေါ့နော်အဲ့ကြားထဲမှာရှိတယ်ကိုက P7 P7 Pro ကိုတိတ်မကြိုက်ဘူးပေါ့နော်နည်းနည်းလေးပတ်စံလေးပို့သုံးပြီးတော့ ပိုကောင်းတာပေါ့နော်အဲ့လိုမျိုး upgrade ဖြစ်တဲ့ဟာမျိုးလေးကိုလိုချင်တယ် model အမြင့်ကိုတုံးချင်တယ်ဆိုရင်တော့ပတ်အိတ်တွေရှိတယ်ပတ်အိတ်တွေကလည်းပြောမယ်ဆိုရင်ဒီပတ်အိတ်ပတ်အိတ် Pro ပေါ့နော်ဒီနှစ်ကောင်လုံးကလည်း7 7 Pro ကိုမတုံးချင်တဲ့သူတွေအတွက်ရွေးချယ်ကြတာတခုပဲဈေးကတော့နည်းနည်းလေးပိုသွားမယ် ဘာပဲပြော performance နေဘာရရလဲနည်းနည်းလေးပိုကောင်းလာတာဆိုတော့တကယ်လို့ကိုကအဲ့လိုမျိုးပေါ့နော် tablet ကိုအခုမှစတော့တော့မယ်ဈေးအများကြီးလဲတုံးကျင်နေဆိုရင်တော့မော်ဒယ်မြင့်ကိုတန်ပြီးဝုန်းနဲ့ခုံလိုက်လို့ရတယ်မခုံကျင်ဘူးပေါ့နော်ကိုက budget နဲ့ချိန်လိုက်မယ်ဆိုရင်တော့ပတ်7ပတ်7ဘလို့သွားဝယ်လို့ရတယ်အဲဈေးတွေကတော့နည်းနည်းလေးဟာတော့ရှိနေမယ်ဒါကတော့ကို budget နဲ့ကိုကိုက်ပြီးတော့ဝယ်ကြည့်ပေါ့အဲဈေးနှုန်းဆိုလို့ရှိရင်ပတ်8ဆိုရင်15သိန်းအောက်ထဲမှာရှိတယ်ပတ်8 Pro ဆိုရင်15သိန်းအထက်မှာရှိတယ်โอเคกูก็19ติ้ง30ลောက်ต้มเลยบ่เปีย display အရန်ကောင်းတဲ့ tablet ကိုလိုချင်တယ်။ပါနေတဲ့ boiling tablet ကိုလိုချင်တယ်။ display အကိတ်ကြီးနဲ့ tablet ကိုလိုချင်တယ်။ performance နဲ့ share ကိတ်ကမယ်ဆိုတဲ့သူတွေအတွက်ကတော့ဒါတော်တော်လေးအဆင်ပြေတယ်။ဒါက Honor ရဲ့ Magic Pad 2 OLED display နဲ့12.3 inch display ကလည်း 3K ဆိုတော့ဘာမှဘာမှတိတ်ပြီးတော့အထွန်းတက်စရာမရှိဘူး။ဘယ်စက်ပပလေးတွေသုံးလို့တာအကောင်းတယ်။ဈေးနှုန်းက19 20ဝန်းကျင်။ 19သိန်းဝင်းကျင်ပါဗျာ19သိန်းဝင်းကျင်အဲ့သိန်းဝင်းကျင်မှာဆိုတော့သူ့ရဲ့ performance သူ့ရဲ့ display သူ့ရဲ့ battery life battery ဆို1050အနည်းကတိကဖက်90ရပါသွားတယ်1050ဆိုတော့ဘာပြောဒီသေးတဲ့ဝင်းကျင်မှာ display ကောင်းနေပါတယ်မိုက်တယ်ဆိုရဲ tablet ကိုဝယ်နေဒီကောင်ကတော့တော်တော်လေးကောင်းတယ်လို့ပြောရမှာ sorry ပါဒီခါဗီဒီယိုမှာတော့ကျွန်တော်တို့ကဒါအမေးလေးအရန်များနေတာဖြစ်တဲ့အတွက်ဒါတက်ဘလက်လေးကိုကျွန်တော်တို့ဆိုင်မှာရတဲ့ story ကိုအကုန်လုံးစုပြီးတော့ပြောအယောင်အဆုံနဲ့ဖြစ်နေတဲ့အကောင်တွေကိုစုပြီးတော့ပြပြပေးတာဈေးနှုန်းလေးပါရင်ပြောရရင်ပြ review မဟုတ်ဘူးဒါဈေးရောက်တာလေးပေါ့ review တွေပါရောကျွန်တော်တို့ရဲ့ဒါ YouTube တွေ TikTok တွေ Facebook တွေမှာအကုန်တင်ပေးထားတယ်အဲ့ထဲမှာတွားကြည့်လို့ရသလိုကို budget နဲ့ကိုကိုသိချင်တဲ့တက်ဘလက်လေးအကြောင်းကိုလည်းအောက်က comment မှာမေးခဲ့လို့ရတယ်ဘယ်တက်ဘလက်လေးကဘယ်လိုမျိုး ဘာလေးတုံနှာလဲဘလို့အသေးသေးသိချင်တာလဲတကယ်ဒီဒီအသေးသေးကိုကဝယ်မယ်အသေးသေးသိချင်တယ်ဆိုရင်တော့ပြေးမစေချောက်သွားမေးလို့ရတယ်ဖုန်းဆက်ပြီးမေးလို့ရတယ်ဒါဆိုရင်တော့ကျွန်တော်အသေးစိတ်ဈေးနှုန်းကအစားဒါမျိုးတွေတည်ပါနိုင်တယ်ပြီးတော့အခုပြောသွားခဲ့တဲ့ဈေးတွေကလည်းအချိန်နဲ့မျှပြောင်းနိုင်တာလည်းရှိသလိုမပြောင်းတဲ့ဟာတွေလည်းရှိကောင်းရှိနိုင်မယ်အဲကျွန်တော်အစမှာပြောခဲ့သလိုမျိုးလာဝယ်မယ်ဆိုလို့ရှိရင်ဖုန်းဆက်ပြီးတော့ဘာအလုံးရှိလဲဘလို tablet ရှိလဲဘလို young ရှိရလဲဘလို random ရှိရလဲဒါမျိုးလေးမင်းเนาะဒါပို့ပြီးတော့ခြေသူတင်ပြီးမှာ ဆိုတော့ကိုလူတို့ဆိုရင်ဝယ်မယ်ဆိုရင်ဒီတပတိထဲမှာဘယ်ကောင်အရန်ကြိုက်တယ်ကြိုက်ဆုံးကဘာဖြစ်မလဲအောက်ကကွန်မန်မှာပြောပေးခဲ့ပြီးတော့ဘာကြောင့်ကြိုက်ကြလဲဆိုတော့ပါထည့်ပြောပေးခဲ့ဒါမှဝယ်မယ်သူတွေရတယ်ဒါလေးတွေကိုကြည့်ပြီးတော့တက်မှာစဉ်းစားဆုံးဖြတ်လို့ရမှာတကယ်လို့သုံးနေတဲ့လူတွေရှိရင်လည်းကိုယ့်ရဲ့ experience လေးကိုအောက်မှာမျှခဲ့ဆိုတော့ဒီလောက်ဆိုရင်တော့ဝယ်မယ်သူတွေရောသုံးနေတဲ့သူတွေရောအချင်းချင်းမျှပေးလို့ပြန်သွားပြီဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါဘောအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အထမင်းကြော်ယူပါ Yangon Mobile Store.